ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာတောင်းဝန်ထမ်းဆောင်တာပေါ့အဲကာကွယ်ရေးဝန်ကြီးဌာနတောင်မှအဲကာကွယ်ရေးဝန်ကြီးဌာနအောက်မှာစစ်ဒေသ၃ခုရှိတယ်အဲ့ထဲမှာမှကျွန်တော်တို့ကတောင်ပိုင်းတိုင်းစစ်ဒေသအောက်မှာပေါ့နော်တောင်ပိုင်းတိုင်းစစ်ဒေသအောက်မှာတောင်မှာစစ်ဒေသခွဲ၃ရဲ့အောက်မှာတောင်ဝန်ထမ်းဆောင်တဲ့ဟိုတာမန်တာမန်ရဲဘော်တယောက်ပါပဲအဲ့တော့ကျွန်တော် PDF ကနှုတ်ထွက်ခြင်းမနှုတ်ထွက်ခြင်းကတော်လိုင်းရေးအတွက်လည်းဘာမှတိခိုက်သွားမှာမဟုတ်တယ်လို့နိုင်ငံရေးအတွက်လည်းဘာမှတိခိုက်သွားမှာမဟုတ်ဘူးအဲကျွန်တော်ကတချို့လူတွေပြောသလိုပုံမြင်ပုံမြင်လေးလိုပဲပျောက်ကွယ်သွားမယ် လူပါပဲဘာမှမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ဟိုချစ်ခင်နေဆိုရင်လည်းဟိုကျွန်တော်တို့အချင်းချင်းကြားမှာအပြတ်သဘောဆောင်တဲ့ပုတ်တိုင်းမှုတွေမဖြစ်အောင်လို့ဟိုအပြတ်သဘောဆောင်တဲ့ပုတ်တိုင်းမှုတွေဖြစ်လာလို့တစ်ဖက်ကိုဟိုသွားမဆဲစေချင်ပါဘူးပေါ့နော်ဒီကာဝေးဝန်ကြီးဌာနကိုလည်းမဆဲနဲ့ပြီး NUG အစိုးရကိုလည်းမဆဲနဲ့ကျွန်တော်က NUG အစိုးရကိုမယုံကြည်လို့ကျွန်တော်ကဒီကာဝေးဝန်ကြီးဌာနကနေနှုတ်ထွက်ခဲ့တာမဟုတ်ပါဘူး ကာဝေးဝန်ကြီးဌာနအောက်မှာတာဝန်ထမ်းဆောင်လူစိတ်မရှိတော့လို့တခုတည်းပဲအဲဟိုနှုတ်ထွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ဟိုအယူကြီးအစိုးရနဲ့တော့မဆိုင်ပါဘူးကျွန်တော်တို့ကတော့တော်လိုင်းရေးအလံကိုအရှင်ပထမအောင်နှစ်ခုပေါ်မှာအခုချိန်ထိဆက်လက်တင်ထားသေးပါပဲဒါပေမဲ့ကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်မတော်ဆိုတဲ့ပရစိတ်ကိုလမောင်းကခွာလိုက်တာကလွင်ဘာမှထူ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 မရှိပါဘူးပြည်သူကာကွယ်ရေးတပ်မတော်အလံကိုလမောင်းမှာမကပ်ပဲနဲ့တိုက်ပွဲဝင်နေတဲ့တိုက်ပွဲဝင်ရဲဘော်တွေလည်းမြန်မာတိုင်းနိုင်ငံလုံးမှာအများကြီးရှိပါတယ် ဲ့တော့ပြောပြချင်တာကကျွန်တော်တို့ကအပြုတ်သဘောဆောင်တဲ့ပို့တိုက်မှုပဲဖြစ်စေချင်ပါတယ်အဲ့ဒါကတိုးတက်မှုကိုရှိမှဖြစ်ပါတယ်အဲ့တော့ကျေးဇူးပြု၍ကျွန်တော်ကိုချစ်တယ်ဆိုရင်ကျွန်တော်နဲ့ပတ်သက်ပြီးကျွန်တော်ကိုကာကွယ်ပြောဆိုပြီးတော့အဲဒီ NUG ကိုလည်းသွားမဆဲပါနဲ့ပြီးရင်လည်းကျွန်တော်ကိုချစ်လို့ဆိုပြီးသူတို့ကိုလည်းသွားမဝေဖန်ပါနဲ့ကျွန်တော်ကိုယ်တိုင်တော့ PDF ကနှုတ်ထွက်ပါတယ်လို့ကျွန်တော်ကြေညာပြီးတဲ့အချိန်အားစပြီးတော့မှဒါကာကွယ်ဝင်ကြီးဌာနနဲ့ပတ်သက်တဲ့အကြောင်းတွေရောဟို ဒီအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရောကျွန်တော်ဘာမှပြောဆိုခြင်းမရှိပါဘူးပြီးလို့ရှင်လဲကျွန်တော်ရဲ့ရဲဘော်တွေကလည်းအဲ့ဒီဟာနဲ့ပတ်သက်လို့ဘာမှဝေဖန်ပြောဆိုခြင်းတခုမှဟိုမရှိပါဘူးပေါ့နော်အဲအကြောင်းမို့ကျွန်တော်တို့တောင်မလုပ်တဲ့ကိစ္စဟိုကျွန်တော်ချစ်တယ်ဆိုရင်တချို့လူတွေလည်းမလုပ်ပါနဲ့အဲ့လိုဟိုကျွန်တော် ကောင်းမှန်ကျင်ပါတယ်ပေါ့နော်အဲမလှုပ်သွားမလှုပ်ပါနဲ့ကျွန်တော်တို့ကအပြုသဘောဆောင်တဲ့ပုတ်တိုက်မှုလုပ်တယ်ဆိုတာကျွန်တော်တို့ကဒီချက်ပို့ပြီးတော့မှလူတို့ရဲ့ဆန္ဒနဲ့နီးကပ်စေဖို့အချိန်ဟုံးအချိန်ဟုံးကောင်းပြီးတော့မှဟိုတိုးတက်စေဖို့ပေါ့ဗျာဟိုအပြုသဘောဆောင်တဲ့ပုတ်တိုက်မှုလုပ်တာပါဟိုကျွန်တော်တို့ကဒီအဲ့ဒီဟာကအပြက်သဘောဆောင်တဲ့ဇကားတွေဟိုမပြောစေချင်ဘူးပေါ့နော်ပြောတဲ့သူတွေကြီးလိုက်တော့လေတရင်တစ်ခွဲဝင်နေတော့မဟုတ်ပါဘူး ဒီလိုပဲတိုင်းတစ်ခွင်ဝင်နေရတော့ဘယ်ပြောမလဲဗျာမြေပြင်မှာဘာလေးလုံနေကြလဲဆိုတော့အားလုံးကတိကြတယ်ဆိုတော့အဲဟိုကျွန်တော်တို့ချင်းရင်ပေါ့နော်တချို့အဝေးရောက်နေတဲ့သူတွေဒီတော်လန်တော်လန်ကြီးနဲ့ပတ်သက်ပြီးတော့ဒီမြေပြင်မှာမရှိတဲ့သူတွေကဟိုကိုယ့်ကိုချစ်တဲ့စိတ်နဲ့တစ်ဖက်ကိုမုန်းသွားမှလည်းစိုးရိမ်နေအဲ့တော့တစ်ဖက်ကိုချစ်တယ်ဆိုတစ်ဖက်ကိုလည်းမုန်းစရာလည်းမလိုပါဘူးဟိုသူများတွေကျွန်တော်တို့အစုံမဲ့ရေးပြောနေတာတွေရှိတယ်အဲကျွန်တော်ဘာမှလည်းပြန်မပြောပါဘူးဘာဖြစ်လို့လဲဆိုတော့ဟို personal တိုက်ခိုက်လာတဲ့အခါ ကျွန်တော်မတုတ်ပြန်ပါဘူးဘာဖြစ်လို့လဲဆိုတော့တကိုယ်ရေးစိတ်လုံခြုံမှုရှိတဲ့အခါ personal တိုက်ခိုက်မှုကကျွန်တော်အတွက်ဘယ်အရာမှမရောက်ပါဘူးအဲ့တော့ကျွန်တော်ဘာမှတုတ်ပြန်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကဟိုပုံမြင်တဖို့ရှိတယ်ကျွန်တော်တို့မိုးခါရေမတောက်တဲ့သူကအယူလို့ပြောခံရတယ်ပေါ့နော်ဒါပုံမြင်လေးပေါ့နော်အဲ့အဲ့လိုမျိုးပေါ့အဲ့တော့ဟိုကိုယ့်ဘာကိုမိုးခါရေမတောက်တာတောင်မှအယူလို့ပြောခံနေရတဲ့တိုင်းပြည်တိုင်းပြည်ရှိခဲ့ဘူးတာပေါ့နော်ပုံမြင်နေမှာပေါ့အဲ့အဲ့တော့ဟိုကျွန်တော်ရဲ့ personal တိုက်ခိုက်မှုကတော့ ကျွန်တော်အဲ့လိုပဲသဘောထားတယ်ဟိုဒီကောင်ယူနေတာပါကွာလို့ပြောမုခရေမတော့သူကိုပြောခံရတဲ့ဟိုစကားတော့ပဲကျွန်တော်သဘောထားပါတယ်အဲ့ဒီအတွက်လည်းဘာမှခံစားနေတာမျိုးမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကျွန်တော်ကိုချစ်တဲ့သူတွေကလည်းကျွန်တော်တော့မခံစားမခံစားတဲ့အရာတွေကိုဟိုလိုက်ပြီးတော့မှအပူတော့ကတွေယူပြီးတော့မှမခံစားဖို့အဲကျွန်တော်တို့တော်လန်ရေးကိုပဲကြည်ပြီးတော့မှတော်လန်ရေးကိုပဲကြည်ပြီးတော့မှတော်လန်ရေးကိုပဲဇောင်းပေးပြီးတော့မှ ဒေါ်လာရဲ့အလံတော်ရဲ့အောက်မှာအဲတူ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 တန်တန်သွားဖို့အဲဒီဒီလိုမျိုးပဲဖြစ်စေချင်ပါတယ်ဗျတဖက်ကိုချစ်လို့တဖက်ကိုမုန်းတယ်ဆိုရင်ရန်သူမဟုတ်ဘူးရန်သူဆိုရင်တော့ကျွန်တော်တို့ကဖြိုဖြက်ကမှာပဲလေစစ်ကောင်စီနဲ့စစ်ကောင်စီစစ်ကောင်စီအပါဝင်စစ်ကောင်စီကိုကြောထောက်နောက်ကပြုတဲ့အဖွဲ့တွေကတော့ရန်သူဖြစ်တယ်ပေါ့အဲရန်သူဆိုရင်တော့ရန်သူကိုကျွန်တော်တို့ကတော့ဖြိုဖြက်ပြစ်ကမှာပဲသို့တော်လည်းပဲတော်လိုင်းရေးအလံတော်အောက်မှာဟိုအတူတူသွားနေတဲ့သူတွေကို ဟိုအပြုတ်သဘောဆောင်တဲ့ပုတ်တိုက်မှုတွေကလွင်ရင်တစ်ဖက်ကိုချီတစ်ဖက်ကိုမုန်းတော့ဆိုတော့ဟိုသဘောတရားတွေဟိုမလုတ်မလုတ်ချင်ပါဘူးနောက်တစ်ခုကလည်းကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဟိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပေါ့နော် PDF အောက်မှာမဝင်ခင်နဲ့ကကျွန်တော်တို့ကကင်းကြီးနယ်မှာ justice ဆိုကြဆိုပြီးတော့မှအဲနမယ်နဲ့ကျွန်တော်တို့ကပါဝင်တိုက်ခိုက်နေခဲ့တာပေါ့အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့လက်နက်အင်အားလူအင်အားအစ်စ်အစ်စ်ဟိုလိုအတင်းအတင်းရှိလာတဲ့အခါကျမှကျွန်တော်ကဒီပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုကျွန်တော်ကဟို ေါင်းပေါင်းခဲ့တာပေါ့ဗျာအဲပေါင်းခဲ့တာအဲ့တော့ကျွန်တော်ကအခုကျတော့ကျွန်တော်ဟိုအပြုတ်သဘောဆောင်တဲ့ပုတ်တိုက်မှုလေးအနေငယ်ရှိလို့ကျွန်တော်ဂျက်စစ်ဆိုကြဖြစ်ပဲပြန်လဲရက်တည်တယ်ဒါလည်းခုနပြောသလိုကွဲဝါလည်းမဟုတ်ပြဲဝါလည်းမဟုတ်ငကူတွေကကျွန်တော်တို့ကဂျက်စစ်ဆိုကြဆိုတဲ့နာမည်နဲ့တီးတက်တီးတက်ဆိုတာထက်ဟိုတွန်လိုင်းအလံတော့